ဒုညာ channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းနဲ့ tolerance ကြည့်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာကတော့ Ilya Aryan ဘက်ရေးသားတဲ့ The Fall of Berry စာအုပ်ကိုဆရာမြတ်တန်းတဲ့ဘာသာပြန်ဆိုထားတဲ့ Pari Ja Song Kan စာအုပ်တတိယတွဲအခန်း69 68နောက်ဆုံးပိုင်းဖြစ်ပါတယ်ကဲစလိုက်အောင် Dennis သည်သူ့စီပြေးရွေလဲမလားဖွေဖက်ခြင်းလည်းမပြုစကားလည်းတလုံးမှမပြောမျက်ရည်တို့ဆွဆွသောမျက်လုံးများဖြင့်သာစိုက်ကြည့်နေသည်ထိုမျက်လုံးများတဲ့တွင်ကြောက်ချင်းနှင့်ကြည်နူးခြင်းတို့ရောရွေနေသည် ်မေလျှော်ကပြုံးလျက်အနေရခက်လာသဖြင့်ဘာဖြစ်နေတာလဲညီမဆိုပြီးမေးမိသည်ဒီလိုပြန်တွေ့ရအောင်စောင့်ကြရသည်ဖြစ်ချင်းလွန်ခဲ့သည့်9ရက်ခန့်ကမေလျှော်သည်အဆောင်ကျနေသည့်ဂျာမန်စစ်သားကောင်ကိုကြောက်ခဲဖြင့်ထုတ်တက်ပြီးထွက်ပြေးလာခဲ့သည်ကြောက်ခဲကနေပူထားသဖြင့်ချစ်ချစ်တောက်လျက်ဂျာမန်အဆောင်ရဲ့အရေးသည်ပျောက်သွားသည်မေလျှော်သည်ရှို့တစ်ခုတည်းတွင်မှောင်သည်အထိပုန်းနေရသည် အဖွားကြီးတစ်ယောက်ကသူ့ကိုအဝတ်အစားတွေပေးပြီးမနက်လင်းသည်အထိသူ့တဲတွင်နေခိုင်းသည် ဘွားကြီးကအင်ကြီးကျဲသီးများကိုလဲတက်ပေးနေစဉ်မရှောသည်ငုံငူကြီးထိုင်ရင်နယံဖြူဖြူကိုငေးကြည့်နေသည်အင်ကြီးကသူ့ယောက်ျားကြီးအင်ကြီးစိန်ချောက်ဘရင်ကြီးကြောင်းအုပ်ကြီးလောက်ခဲ့ပို့သည်မရှောကသတင်းစာထဲတွင်ပါသည့်နောက်ဆုံးသတင်းများကိုမေးသည်ဘွားကြီးကသတင်းစာများမှာဂျာမန်ဘာသာနှင့်ထုတ်သည့်အတွက်မဖတ်တတ်ကြောင်းနှင့်ပြောသည်နယံမောအနာကြီးကတနာကြီးပြီးတနာကြီးမြင်နေသည်သူတို့နှစ်ယောက်စလုံးအိတ်ဖို့သတိမရကြပေစကားပြောလိုက်ကြငြိမ်သွားလိုက်ကြစကားတွေကလည်းအဆက်အဆက်ဟူ၍မရှိ ကြုံရစိတ်ကူးပေါ်ရပဲသူ့နမည်ကလီဂရေးတဲ့အမေရဲ့သူလဲကွန်မြူနစ်ပဲလေအမေတို့ကတော့ဒါတွေနားမလဲပါဘူးကွယ်အမေကတကယ်ဘာသာရေးသမားပါဒါပေမဲ့ဟစ်တလာကိုတော့ကျွန်တော်တို့ဟစ်တလာကိုတိတ်မုံတာပဲအမေဒါကြောင့်လဲတားအမေလက်ခံတာတော့ဘောကွယ်ဖျားရှိကိုကြောင့်မှကြညာကတ်ထားတယ်လေထွက်ပြေးလာတဲ့တုံမှန်တွေကိုကုညင်ရင်ပြတ်တတ်မယ်လို့အမိန်ထုတ်ထားတယ်မဟုတ်လားတို့ကကျွန်တော်ကိုအပြင်ထုတ်လာကြတယ်အမေကြီးနောက်တနေ့ကျရင်ကျွန်တော်ကိုပြတ်တတ်မလို့လေ ကျွန်တော်တို့ထွက်လာတော့မနက်ကြီးနှက်တရလည်းမြည်လို့ခုအမေအသက်58ရှိပြီကွဒါပေမဲ့အမေတို့အေးအေးဆေးဆေးနေကြတာပါကွအိမ်ရလူကပြောတော့အမေလည်းဘာမှမသိပါဘူးအိမ်ရလူကလည်းပြင်သစ်ပြည်ကြီးရောတော့ကွန်မြူနတီကြောင့်ဒုက္ခရောက်မှာပဲတဲ့ဒီတော့အမေကလည်းဟုတ်မှားလို့ထင်တာပေါ့တာရဲ့ဟိုတုန်းကတော့လေသူပြောတယ်လို့ဟုတ်ချင်ဟုတ်မှာပေါ့လေခုတော့တမျိုးဖြစ်နေပြီမဟုတ်လားအမေလည်းသူတို့စာရွက်တွေကိုဖတ်ဖူးပါတယ်ကွဂျူကိန်းကတော့ကွန်မြူနတီတွေကမျိုးချစ်တွေတဲ့ ယူကိန်းရဒါကိုသဘောပေါက်ပြီမဲ့နောက်ကျသွားပြီအမေရဲ့သူတင်မကပါဘူးကွယ်တားတို့အားလုံးနောက်ကျသွားပြီမဟုတ်လားဂျာမန်တွေရောက်လာပြီလေအမေကတော့အမှန်တရားကိုသိကျင်နေကွယ်တစ်နှစ်လောက်တင်မှန်တဲ့အမှန်တရားမဟုတ်ဘူးတသက်လုံးမှန်တဲ့အမှန်တရားအဖွားအိုကြီးမျက်လုံးများသည်ကြောက်ဖြူသားလဝါကတိုင်ကြီးစီသို့ရောက်သွားကြသည်ပြာလဲသည့်အာယုံသည်ပရင်းပေါက်တကားကြားမှဖြာကျလာသည်မလျှော်သည်ဒင်းနစ်ကိုအမှတ်ရနေသည်ဒင်းနစ်ဤကိုကပူနွေးထက်တန်လျက်အုတ်ထုပ်ကိုကောက်၍စောင်းလိုက်ပြီး အမေအိုကိုနှုတ်ဆက်သည်ယခုသူ့ဘေးတွင်ဒင်းနစ်ရောက်နေပြီတို့ရရင်ပြုံးရဲခြင်းမရှိဒင်းနစ်ကိုနမ်းလိုက်သည်ဒင်းနစ်ဤနှကမ်းများကအေးဆက်လျက်ဘာဖြစ်နေရလဲညီမကိုပြန်ရောက်လာပြီလေစကားလေးပါလိပြောစမ်းမအောင်ဒင်းနစ်မျက်ရည်များကိုတွန်ချလိုက်ပြီးခလေးတယောက်လိုအတန်ထွက်၍ဆိုလိုက်သည်မျောကကိုပြန်လာပြီလေညီမရဲ့ဘာဖြစ်လို့ငိုနေရတာလဲငိုပါနဲ့ကွာဆိုပြီးတွတ်တွတ်ပြောနေသည်အကိုဒင်းနစ်ကမျက်ရည်များကြားမှခေါ်လိုက်သည် အကိုနန်းလိုက်တော့ညီမသိကြောက်သွားတယ်ကိုရဲ့ညီမကိုကိုအသက်ရှင်နေတယ်လို့မထင်တော့ဘူးညီမပြောတာကိုကိုနားလဲလာဟင်ညီမတို့အားလုံးတေသွားပြီလို့ညီမထင်နေတာညီမတို့ဟာဂျာမန်နီကအသက်ရှင်ခိုင်းနေလို့ဟန်ဆောင်ပြီးအသက်ရှင်နေကြတာလို့ညီမထင်နေတယ်ကိုရဲ့အကိုနားလဲအောင်ညီမလည်းပြောပြတတ်ပါဘူးကိုရဲ့မရှောကချက်ချင်းဘာမှပြန်မပြောသူလဲဒင်းနစ်လို့ခန်းစားနေရသည် ဟုပြောရမှာကိုရှက်နေသည်တတိမကြောင်အောင်ကိုကိုကိုအာတင်သည်ဒင်းနစ်လို့တွေးခဲ့သဖြင့် သူယခုတိုင်အသက်ရှင်နေနိုင်ခြင်းဖြစ်သည်မြေသို့ဆိုစေတနေ့တွင်မူဒင်းနစ်သည်သူ့ကိုပူနွေးသည့်လက်ပြုံးရည်သည့်မျက်နှာနှင့်အသက်ရှင်လျက်သာစောင့်ကြုံနေလိမ့်မည်ဟုသူထင်ခဲ့သည်ယခုပြန်တွေ့ရသည့်အခါစိတ်ညစ်လျက်မျက်ရည်ကိုအရွှဲသားဖြင့်ဒင်းနစ်ကိုတွေ့ရသည့်အခါတွင်မရှောနားမလည်နိုင်မရှောသည်စကားတစ်ခေါက်မှမပြောဘဲဒင်းနစ်၏လက်မောင်းများကိုတိတ်ဆိတ်စွာပုတ်တန်နေသည်သူတို့နှစ်ယောက်သည်ဗာစေးရက်ကွက်ကတပဲယုံကလေးတစ်ခုထဲတွင်ရောက်နေကြခြင်းဖြစ်သည်ဒင်းနစ်နှင့်ကလော်ဒယ်တို့သည်ဒီနေရာကလေးမှနေ၍ ်ကြင်ညာချက်များကိုပုံနှိပ်ခဲ့ကြသည်မီရှဲလ်ကိုမြင်လိုက်သည့်အခါတွင်ဒင်းနစ်သည်တည်ငြိမ်လျက်ရှိသည်မီရှဲလ်ကိုမတွေ့ရသေးမီအချိန်ထိဒင်းနစ်သည်တည်ငြိမ်လျက်ပင်ရှိသည်ကလော်ဒယ်နှင့်အတူဖက်စစ်ဆန့်ကျင်ရေးတိုက်ပွဲအကြောင်းအောင်ပွဲအလားအလာအကြောင်းကိုပြောခဲ့သေးသည်ယခုမှမီရှဲလ်နှင့်နှစ်ယောက်တည်းတွေ့နေရပြီမငေါ်ပါနဲ့ညီမရဲ့မီရှဲလ်ကပြောသည်ကလော်ဒယ်ရောက်လာသည်မီရှဲလ်ရောက်နေသည်ကိုသူသတိမထားမိသည် ကလော်ဒယ်သည်အားရပါရစကားပြောလျက်ရှိသည်ဒင်းနစ်ကျေကျွန်တော်တို့မနေ့ပြန်ပုံနှိပ်ဆက်ရတော့မယ်တဲ့ မီရှောကိုချက်ချင်းမြင်သွားကဟေးမီရှောခင်ဗျမသိဘူးနော်တကယ်နော်ဒါ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 တကယ်နော်ဟုတ်ပြီဟုတ်ပြီကျွန်တော်တို့မသိတော့ဘူးဒီနေ့စီကိုတို့လည်းမသိတော့ဘူးသိလားကလော်ဒယ်ဖို့မူမီရှောရောက်လာခြင်းသည်အရေးတော်ပုံအောင်တည်နှင့်အတူတူပဲသူပြောသည်ကိုမြင်ရသည့်အခါတွင်မီရှောလည်းအားတက်လာသည်သူ့ကိုစောင့်နေကြကြောင်းကိုသူသဘောပေါက်လာသည်သူ့ကိုသူပင်ရှက်လာသည်ကိုတို့လှုပ်လှုပ်ကြရမယ်ကလော်ဒယ်လည်းကိုတို့နဲ့အတူရှိနေတာသိကောင်းတယ်ပုံနှိပ်ဆက်ကလေးရလာတာတော်တော်ဟန်ကြတယ်ခုကိုယ်တိုင်ပြင်ညာချက်တွေကိုထုတ်နိုင်တော့မယ် 900လောက်ပဲထုတ်နိုင်မှာကိစ္စမရှိဘူးလေရှိတဲ့လောက်ကစပြီးတော့ရိုက်မှာပေါ့လို့ရင်နောက်တစ်ခါပြန်ရိုက်နိုင်တာပဲဟာလူမန်နီတီတရင်စာကလည်း9တိန်လောက်ထုတ်နေတာပဲဘလောက်ပဲဖြစ်ဖြစ်တက်နိုင်တဲ့လောက်ထုတ်ရမယ်လူတွေကခုလော်လော်ဆယ်မှာနဝေးတိန်အောင်ဖြစ်နေကြတာဒီကောင်လေးကအထက်စီးရနေပြီလေဒိုရီယောရဲ့တရင်စာကိုကိုဒီနေ့ပဲဖတ်ခဲ့တယ်တောင်းမြလို့အမိတပြန့်ပြန့်နဲ့ဒါပေမဲ့ပါရီမြုပ်သူမျိုးသားတွေကို तू မဆွဲဆောင်နိုင်ပါဘူးကိုတို့အားလုံးဒီခကြီးကိုဖြတ်တန်းရမှာပဲဖက်စစ်ဝါဒရဲ့အောက်မှာနေရတယ်ဆိုတာတကယ်ကန္နာယာကြီးကိုဖြတ်ရတာလို့ ခက်စစ်တွေကြီးစိုးတဲ့ခကြီးအကြောင်းကိုလည်းတမိုင်းခကြီးတစ်ခဲအကြောင်းရေးတယ်လို့စာအုပ်တွေထောင်းနဲ့ချီပြီးတော့ရေးကြရလေဦးမယ်။နောက်အနှစ်တရာလောက်ဆိုရင်ပေါ့လေ။ဒါပေမဲ့ကိုတို့ကတော့ဒီခကြီးကိုဖြတ်တန်းပြီးတော့အသက်ရှင်ပြရမယ်။မသိနိုင်သေးဘူး။အသက်ရှင်ရင်လည်းအောင်ပွဲကိုနိုင်အောင်တိုက်ရမယ်။အနိုင်ယူရမယ်။ဟုတ်တယ်။ကိုတို့နိုင်အောင်နိုင်ရမယ်။ဘယ်နဲ့လဲညီမ။ဟုတ်တယ်နိုင်ရမယ်။ဒင်းနစ်ကမီရှော့ကြီးလက်မြောက်ကိုဆုပ်ထားလိုက်သည်။မီရှော့သည်သူ့တစ်လျှောက်လုံးမြင်ခဲ့ရသည့်မီရှော့ပြန်ဖြစ်လာပြီ။သူကိုယ်တိုင်လည်းအသက်ပြန်ရှင်လာပြီ။ ပါရီတီလည်းအသက်ပြန်ရှင်လာတော့မည်။ဤခကြီးရဲရင်ဖြတ်တန်းပြီးအောင်ပွဲကိုရယူဖို့ဆိုသည်မှာမဖြစ်နိုင်သည့်အရာမဟုတ်ဖြစ်နိုင်သည်သာ။သူတို့ကတိတ်အင်အားကြီးတယ်။ညာတိုင်းတက်တီတဝောဝောဖြတ်နေကြတယ်။ခုပြင်သစ်တောင်ပိုင်းကိုတိမ့်ပြီးအဲဒီကနေမှအင်္ဂလန်အောင်တိမ့်မယ်လို့ထင်တယ်။သူတို့ကအင်္ဂလန်ကျွန်းကိုတိတ်လို့ကျင်တာ။အင်းသူတို့လို့ကျင်တာရမရကြည့်ရအောင်ပါဗောလေ။တကယ်ကပါရီယာရောသူတို့ရတယ်ထင်လို့လား။မရပါဘူးဗျာ။ပါရီယာသူတို့ပါဇက်ထဲကိုအလိုလိုကြသွားလို့ရတာပါ။ပြီးတော့အင်္ဂလိပ်နန်းရင်းကိုခြားချီရလဲ။ မရှိပေတိမဟုတ်ဘူးလေဟုတ်ပါတယ်ဂျာမန်နီယာအင်အားကောင်းတယ်ဆိုတာမှန်ပါတယ်သူတို့မှာတင်ကားတွေဆိုရင်လည်းမနေဘူးသူတို့ရဲ့နာဇီစီးရုံးရေးကလည်းတောင့်တင်းတယ်သူတို့ဖို့ကန်ကောင်းနေတယ်ဒါပေမဲ့ကန်ဆိုတာအငြင်းတန်းကောင်းမနေပါဘူးဗျာတနေ့မှာနှကောင်းကြည့်ွေတွေ့မှာပါဗမာတွေ့မလဲတာမပြောတတ်တာအင်္ဂလန်မှာတွေ့မလားဗမာတွေ့မလဲဒါပေမဲ့မတွေ့ပဲနေတော့မနေပါဘူးတွေ့ကိုတွေ့ရမှာပဲကိုတို့ကတာပါတယ်စိတ်ချပါဒင်းနစ်ကမျက်ခုံးကိုပင့်ရေးကြည့်လိုက်ရင်ဘလို့တာမှာလဲရင်စဉ်းစားကြည့်လေ ်အင်္ဂလန်ရှိတယ်သူ့မှာရေတက်ကြီးနဲ့ဘရင်တက်မတော်နဲ့လူထုတွေနဲ့ပြီးတော့အမေရိကရှိတယ်ပြီးတော့ဂျာမန်တွေတင်းထားတဲ့အသိမ့်ပိုက်ခံတိုင်းပြည်တွေလည်းရှိသေးတယ်နော်ဝေဟော်လန်ဒိန်းမတ်ဘယ်ဂျီယံပြင်သစ်ပိုလန်ချက်ကိုစလိုဗာကီးယားခုနှစ်နိုင်ငံတော်မှတော့ရှိသေးတယ်ဒါကကိုတိတဲ့တိုင်းပြည်တွေပဲရှိသေးတယ်သူတို့မှာစစ်တပ်မရှိဘူးဒါပေမဲ့လေလူထုဟာလေအင်အားစုကြီးတခုမဟုတ်လားလူထုဟာအင်အားစုကြီးတခုပဲလေပြီးတော့ဂျာမနီပြည်တွင်းမှာလည်းကိုရိုးလူတွေရှိသေးတာပဲမရှိဘူးလို့ထင်လို့လား ရှိတယ်ကွာဒါပေမဲ့အဓိကအင်အားစုကတော့ရုရှားပဲဒါပေမဲ့ရုရှားကဟစ်တလာနဲ့မကျူးကျော်ရေးစာချုပ်ချုပ်ထားတယ်လေကလော်ဒဲကပြောသည်ချုပ်တော့ဘာဖြစ်လို့လဲဗျဟစ်တလာဟာရုရှားကိုမတိုက်ဘဲနဲ့မနေနိုင်ပါဘူးတိုက်ကိုတိုက်မှာပါဒီလိုအင်အားကြီးနိုင်ငံတစ်နိုင်ငံရှိနေတာကိုဟစ်တလာကလက်ပိုက်ကြည့်နေမယ်လို့ထင်လို့လားအဝေးကြီးကခလေးတွေတောင်သိတယ်ရုရှားတပ်နေတော်ကြီးကိုမြင်ရတော့မယ်ဟုတ်တယ်ညီမကိုတို့မြင်ရတော့မယ်ဘယ်နဲ့လဲလို့ပြောအောင်လေပြောရမယ်ဘယ်နဲ့လဲကလော်ဒဲကစက်ကူရှာရင်အပြင်းတို့ထွက်သွားသည် လမ်းတွင်မရှော့၏စကားများကိုစဉ်းစားလာသည်မရှော့ပြောလျင်မှန်တတ်သည်တဝိုင်းတည်နေသည့်ပါရီမျိုးဟာမြစ်ပတ်တိတ်ဆိတ်နေသည့်လမ်းမပေါ်တွင်ရှောက်လာရင်ကလော်ဒယ်ပြုံးလာသည်ဂျာမန်စစ်သားများကိုကြည့်ရင်လည်းပြုံးမိသည်ကြည်သာကြည့်တော့လဲသူတို့ကိုမမြင်သူမျက်စိတွေတွင်နှင်းမြူတွေကြားတွင် တောက်ပနေသည့်ကျယ်နီကြီးကိုသာမြင်နေသည်ကျမကြီးကြောင့်တကြောင်ဒုက္ခဒုက္ခတွေကြောင့်တကြောင်သူပိန်လှပြီတို့တိုင်အောင်ကလော်ဒယ်သည်ကလေးတယောက်လိုပြုံးလျက်တမျက်နာလုံးဝင်းထိန်နေသည်အဲ့ထဲမှာမြေဖြူကျိုးတကြောင်ကိုထုတ်လိုက်ပြီး နယံပြမမွဲကြီးပေါ်တွင်ဆလုံးတွေကိုရေးချလိုက်သည်ဤစစ်ကြီးကိုဟစ်တလာကစခဲ့ပြီးစတာလင်ကအဆုံးသတ်လိုက်မယ်လမ်းမပေါ်တွင်နားနေသည့်ငှက်ကလေးတစ်ကောင်ကိုကလော်ဒယ်မျက်စိမိတ်ပြလိုက်မိသည်တပဲယုံကလေးတဲတွင်တိတ်ဆိတ်လျက်ရှိသည်မရှောနှင့်ဒင်းနစ်သည်တယောက်ကိုတယောက်ဖတ်ထားရင်းတိတ်ဆိတ်စွာထိုင်နေကြသည်ဒင်းနစ်ကအသာအရာယုံထထွက်လိုက်ပြီးပါရီယာအရင်ပါရီနဲ့မတူတော့ဘူးကိုရဲ့သိလားမနေ့တော့ကဂျာမန်စစ်သားတယောက်ကအလုသမားတယောက်ကို၆လုံးပြူတင်နဲ့ရိုက်ချလိုက်တာကိုမြင်ခဲ့ရတဲ့ကိုရဲ့စိတ်မကောင်းလိုက်တာကိုရဲ့ အလုသမားကြီးခင်ဗျာပုံလဲကြသွားတာပဲဂျာမန်ကတော့လှဲ့တော့မကြည့်ဘူးလေပြီးတော့ဂေးမဆိုတဲ့လူတယောက်ကိုလည်းဂျာမန်တွေကဖမ်းသွားကြတယ်ကိုရဲ့လန်ဒန်ရီယိုနားထောင်လို့ရတယ်လေနှစ်ရက်လုံးလုံးနှင်းဆဲလိုက်ကြတာပြီးတော့ဂျာမန်စစ်ဗိုလ်တယောက်ဆိုရင်လည်းမာရီယိုနှင်းဖေရဲ့အင်ဂျီယာသွေးစောနေတယ်နောက်တစ်ထည့်ပေးလိုက်ဆိုလို့ပေးလိုက်ရတယ်လေခဏနေတော့ပြန်လာပြီးတော့နင်ဒီနီယာမှာနေတော့မဲလားတဲ့နင်းဖေကတော့အင်္ဂလိပ်နိုင်ငံကိုရောက်သွားပြီလေဂျာမန်တွေကလူတွေမဟုတ်ရလားကိုရဲ့ဟမ်လူတွေမဟုတ်ဘူးဖက်စစ်တွေ အကိုလည်းဒါမျိုးတွေမြင်ခဲ့ရတယ်ကွာကလေးတယောက်ကိုကိုမျက်စိရှိမှလည်းတတ်ပြစ်လိုက်ကြတယ်တော်ပြီကွာဒါတွေမပြောကြပါနဲ့တော့နောက်မှပျော်ရွှင်မှုတကယ်ပျော်ရွှင်မှုကိုတွေ့ရတော့မှာပါညီမမယုံဘူးလားဒီစပွဲမှာအကိုတို့နိုင်ရမယ်ဆိုတာကိုယုံပါညပြီးရင်နေရောက်တယ်လို့စောင်းပြီးရင်ຫນွေဥပောက်ရောက်ရတယ်လို့အောင်ပွဲကို အကိုတို့ရအောင်ရမှာပါမရလို့လည်းဘယ်နည်းနဲ့မှမဖြစ်ဘူးလေအကိုတို့ပြည်သူတွေဟာဘလောက်အစဉ်လာကြီးတယ်လို့မျိုးလဲတိုင်းပြည်တွဲဆိုရင်သူတို့အသက်တွေကိုစွန့်လွှတ်ဖို့အသင့်ပဲ။ ဒါပေမဲ့ဂျာမန်နေဘက်မှာဘသူများအလိုရှိလို့လဲဓမြတွေရဲ့အကျင့်ကြံနေတဲ့သခိုးတွေရဲ့ပဲရှိရအကိုတို့မုတ်ချနိုင်ရမယ်အဲ့ဒီခါကျတော့ပျော်ရွှင်ချမ်းမြေ့မှုကိုတွေ့ရလိမ့်မယ်လူတွေဟာပျော်ရွှင်မှုကိုတောင်းတနေကြတယ်ညီမရဲ့တာမန်ပျော်ရွှင်မှုတာမန်အကြဆုံးပျော်ရွှင်မှုကိုလိုချင်ကြတယ်အသက်ရှင်ကြကြတယ်အသက်ကိုဝဝရှူချင်ကြတယ်တကားဝကစစ်ဖက်နဲ့တန်တကားခောက်တန်တို့မကြောက်ရတဲ့ဘဝကိုလိုချင်ကြတယ်အုပ်အော်တွေတူတူဆွဲတဲ့အတန်မကြားရတဲ့ဘဝကိုလည်းလိုချင်ကြတယ်ကလေးတွေကိုချစ်ချင်ချော့ချင်ကြတယ် ညီမနဲ့အကိုတို့လိုချစ်ချင်ကြတယ်လေညီမနဲ့အကိုတို့လိုဒါဟာပျော်ရွှင်မှုပဲပေါ့ပျော်ရွှင်မှုပေါ့မဟုတ်ဘူးလားဟုတ်တယ်ဟုတ်တယ်တီလာယူပြီးအာမဘန်နေလိုက်တယ်လို့ဒေးနစ်ကလိုက်ပြောသည်အခန်း68မနက်ခင်းကမူပူလောင်လောင်အိုက်ဆက်ဆက်အန်ဒရီသည်သူ့ပကြီးစတူဒီယိုထဲတွင်တမန်နှလုံးအောင်းနေသည်အပြင်သို့မထွက်ရဲထွက်ရမည်ကိုကြောက်နေသည်မနေ့ရက်တွင်လော်ရီယာအသက်ခံရကြောင်းကြားရသည်ရေဝတီကောင်းဟုဆိုကား အသက်မရှိတော့သည့်အခါတွင်မျက်လုံးတစ်ဖက်ကိုအုပ်ထားသည့်ပတ်တီးအနက်ကိုခွာပြစ်လိုက်ကြသည်အန်ဒရေသည်တညာလုံးစတူဒီယိုထဲတွင်ခောက်တော့ခောက်ပြန်ရှောင်နေသည်တောင်ကုန်းကလေးတစ်ခုကိုသူတို့ဘားကြောင်များအသက်ပေးကာကွယ်ခဲ့ကြသည်နီလော်ရီယာနှင့်သူတို့နှစ်ယောက်၏ချစ်ခင်မှုသည်ဘာအထိပ်ပဲရှိသေးသည်နီဂျာမန်တို့သည်သူ့ကိုခြံပစ်ခဲ့ကြပြီးလော်ရီယာကိုတနေရာသို့ခေါ်သွားကြသည် လော်ရီယာသည်တစ်ဖက်လက်နေသောမျက်လုံးတစ်ဖက်ဖြင့်ကြောက်စရာမျိုးကြီးကိုမြင်သွားခဲ့သည်မျိုးကတစ္ဆာမဲ့သည်မျိုးအန်ဒရေသည်သူ့စတူဒီယိုကလေးထဲမှာ ဘားကြောင်များထွက်လာခဲ့သည်။သူကရောဘားကြောင်များလမ်းမတကာရှောက်သွားနေရသည်။သူချက်သောပါရီမျိုး၊သူချက်ရပါသောပါရီမျိုးကြီးမိတို့ပင်ဖြစ်ဖြစ်ထိုမျိုးကြီး၏အလှသည်သူ့ကိုဖမ်းဆားထားခဲ့သည်မဟုတ်လား။အရှက်ရခဲ့သည့်တိုင် ပါရီသည်ငိုအတိုင်းလှမြင်လက်သီးကိုဆုပ်ထားလိုက်မိသည်။တို့ရရင်မျက်လုံးငါမူသူမြင်ရသည့်ရှုခင်းကိုအမျက်တနှိုးဖြင့်ကြည့်လျက်စိတ်လူကြီးကျုံးကလေးပေါ်ကမြစ်ပတ်သည့်အိမ်ပြာကလေးတွင်လှုပ်ဝက်စမ်းကြည်သည့်သဘောကိုစောင့်သည့်စိတ်မြည်ရည်အရင် ရေးရဲမမုံသာမြင်ရသည့်ကောင်းကင်ဤထိုအရာအားလုံးသည် သူ့စိတ်ကိုဆွဲလန်းစေသည်နှစ်သိမ့်မှုကိုပေးသည်ရှာဒီလက်ရက်ကွက်အထိသူလျှောက်လာခဲ့သည်မြင်ရသည့်ရှုခင်းကအံ့ဩစရာသူသည်တိတ်ဆိတ်နေမှုကိုယခုတိုင်အသားမကျသည်လမ်းမပေါ်တွင်မော်တော်ကားတွေမရှိလူတွေရီမောခြင်းမရှိစကားပြောတော့လဲခတ်တူတူရီဘိုလီရိတ်တာကပန်းပေါင်ကူးများအောက်တွင်ဂျာမန်စစ်ဖက်နှက်တန်တွေကတပြောင်းပြောင်းစိုင်များပျော်ဝဲစာယုံများတဲ့သူဝင်လာကြသည့်ဖက်နှက်တန်များဖြစ်သည် တော်ရရင်စည်ရေးပြခွင်းတွေတွင်စည်ရေးပြနေသည်နှင့်ဖနက်တန်တွေစုညံလျက်မိမတွေကခါတိုင်းထံမျက်နှာတွေဖြူဖက်ဖြူပြောဖြင့်ခါတိုင်းလုံးနှကန်းနီပါနေ၍မစိုးရိမ်တော်လဲဖြစ်ရမည်မကြမ်းမာရိမ်တော်လဲဖြစ်ရမည်လူတိုင်းခက်ကုတ်ကုတ်ခက်ရိုးရိုးဝှက်ထားကြသည်ထူးထူးခြားခြားတောက်တောက်ပပကိုသိမ့်မမြင်ရပိုးမွှားများနေပင်တူနေတော့သည်ဟုအန်ဒရီးယားထင်မိသေးသည်ပါရီသည်ဝိညာဉ်မရှိသလိုခန္ဓာကိုယ်တစ်ခုပါရီမြုပ်ကြည့်ဤဘိသူကအဆောင်ရောင်နှင့်အယိုးတွေတို့ရရင်ပါရီမဟုတ်တော့ တစိမ့်တရံဆန်ဖြစ်သည့်အခြားမျိုးကြီးတစ်ခုမျိုးစိမ်စစ်ခရယာတများကြောင့်အန်ဒရီကြောချမ်းသွားသည်ပြဇာယုံ၏ဘက်သို့ရောက်လာသည်ကိုသူသတိမထားလိုက်မိဇက်ယုံလှစ်ကလေးများတွင်စိမ့်ပြပြယူနီဖောင်းဝတ်ထားသည့်ဂျာမန်ဘင်ခရယာသမားတွေထိုင်နေကြသည်တချို့ဟာခရယာတွေမှုတ်လျက်ဂျာမန်စစ်ကြီးတန်းကိုကြားရသည်ကစိတ်မချမ်းမြေစရာပဲဘဝသည်ဂျာမန်စစ်ဖက်နှက်တန်းတို့ကိုအချိန်မှတ်ပေးနေသည်နဲ့ဂျာမန်ယာရှင်များကကဖေးစင်ကြံများတွင်ထိုင်လျက်သူတို့ဘေးတွင်အဝတ်အစားတက်တော့ပပဝတ်ထားသည့်မိန်းကလေးတွေဝိုင်းရံလျက် တို့ရရင်ကောင်းငင်ကမူခါတိုင်းကောင်းငင်မြင်မားသည်ပါရီကောင်းငင်အန်ဒရေသည်တတိုင်းတစ်ခုကိုမှီလိုက်သည်သူ့ရှိရင်ဖြစ်နေသည့်ရှုကင်းကို သူနားလည်ရန်ကြိုးစားသည်တို့ရရင်စဉ်းစား၍မရစိတ်ထဲတွင်တွေ့ဝေထိုင်းမိုင်းစာပြုတ်လာသည်တယောက်ချင်းရုပ်ပုံကားချက်များသည်သူ့ရှိမှဖြတ်သွားကြသည်တဖက်တက်မျက်မှန်နှင့်အရာရှိတယောက်ငသမီးရုပ်ထူထားသည့်ရေပန်းတစ်ခုရေတစမ်းမှမရှိတော့သည့်အုတ်ကံကလေးတစ်ကံပြတိုက်ရှိကမျက်ပင်ရှိရှိများတောင်ကုန်းတစ်ခုပြီးတော့တောင်ကုန်းတစ်ခု မင်းကလေးတယောက်ကနှိုးသဖြင့်လန့်နှိုးလာသည်သတင်းစာရောင်းသည့်တငယ်မာလေးသူ့ကိုညနေထုတ်သတင်းစာရောင်းနေသည်သတင်းစာကိုဆက်ဆုပ်စွာဖြင့်ဘေးသို့ပြစ်ချလိုက်သည်ကျမမညီမလေးကိုရှာကြွေးနေရလို့ပါဆိုပြီးသူ့စိတ်ကိုတိတယ်လို့ပြောသွားသည်ပတ်စံကိုထုတ်ပေးလိုက်ပြီးနောက်နေဆွဲကိုကြည့်လိုက်သည်မပြုံးမိုက်မနေနိုင်ဇူလိုင်လ14ရက်နေ့နေဆွဲဂျာမန်စစ်သားများသည်ထို့ကြောင့်များခရီးရီမှုန့်နေကြသည်လို့မဆိုနိုင်ဒီနေ့သည်အားလက်ရဖြစ်ကြောင်းလွတ်လပ်ရေးနေ့ဖြစ်ကြောင်းကိုညီသူမှသတိရဟန်မတူဘူး အားလုံးနှုတ်ဆိုင်များတွင်တန်းစီလျက်အိမ်ထဲတွင်အောင်းလျက်တစ်ခါတုန်းကပါရီသည်ဘတ်စတီအကျဉ်းဆောင်ကြီးကိုစီးနှင်တိုက်ခိုက်ခဲ့မှုသည်ဂျဲနန်နှင့်အတူရဟတ်စီးခဲ့သည့်မြကိုအမှတ်ရမိသည်စိန်ရုပ်ပြပြတစ်ကြားပင်နှင့်တရုတ်မီပုံတွင်ဒီချိန်တွင်ဂျဲနန်တယောက်ဘယ်စီတို့များရောက်နေလေသနည်းချိန်စာတင့်နေသောမြို့ကြီးထဲတွင်ရှောက်သွားနေလေသလားမိတ်ဆွေအပေါင်းအသင်းတွေကိုမတွေ့တော့ဘဲစိန်ပြပြယူနီဖောင်းတွေနှင့်ဂျာမန်စစ်သားတွေနှင့်များတွေ့နေသလားတော့မဟုတ်လုံကြုံရာတို့ပင်ထွက်သွားပြီလောတို့ရရင် ဒီတောကတွေဒုက္ခတွေကင်းဝေးရသည်ဘယ်မှာရှိသနည်းဘယ်နေရာသည်လုံကြုံပါသေးသနည်းအလိန်ခံရကိုဘဝသည်မရဏထံအပြန်ခီဆိုသည်တခါကရွတ်ခဲ့သည်ကြပြတူကလေးကိုတွား၍အမှတ်ရမိသည်တခါတော့ကဂျဲနတ်အတန်အောကလေးဖြင့်ရွတ်ခဲ့သည်ကုန်ပစ္စည်းကြောင်ညာတစ်ခုမှကြပြတူကလေးဖြစ်သည်ညမောင်လေးတွင်ငိုနေသည့်အထီးကျန်မိန်းကလေးတယောက်သူနှင့်အတူလိုက်ငိုနေသည့်ပြင်သစ်ပြည်ကြီးဖုံမုံတွင်သွေးတွေနဲ့ဖုံးနေသည့်ပြင်သစ်ပြည်ကြီးထိုရများကိုမြည်သူမှမမြင် မြည်သူမှမသိမြည်သူမှလည်းနားမလဲပကြီးစရူရီဘောတို့ပြန်တက်လာမိပြီပတင်းဝါရင်ရက်ရင်ထုတ်စကလုံးများကိုရင်ထဲမှာပြောနေမိသည်ရရှိမီဒီလမ်းမကြီးကသူ့ရှိရင်ဖြူးလျက်ဂျာမန်စစ်သားများကလမ်းမတစ်လျှောက်ချီတက်လာကြပြီကျုပ်တို့ပြောဝဲစားရုံကလေးပြန်ဖွင့်ရမယ်တော်ရေးစားဖို့တောက်ဖို့ကလေးလောက်ရအောင်မယ်ယနေ့ရင်ပင်ဂျိုးဆက်ဖင်ကပြောသေးသည်အန်ဒရီယာမျက်မှောင်ကြီးကုပ်၍ကြည့်နေသည့်ခါတွင်ဂျိုးဆက်ဖင်သည် ရှက်ဟန်ဖြင့်သူ့ကိုကြည့်နေသည် ဟုတ်သည်ဂျိုဇက်ဖင်သည်ဂျာမန်စစ်သားများကိုရောင်းဖို့ဟင်းရွက်ဆောင်ကျော်တို့အစိမ်းကျော်တို့ကြော်ရလေုံမည်ဖနှက်ချုပ်သမားကလည်းဂျာမန်တို့ရဲ့ဖနှက်များကိုချုပ်ပေးရလေုံမည်ပန်းတဲ့မိမကြီးကတော့တေးလောက်ပြီတို့ရရင်သူ့နေရာတွင်နောက်ထပ်ပန်းတဲ့တယောက်ရောက်လာကတဖက်တက်မျက်မှန်နဲ့ဂျာမန်စစ်ဗိုလ်ကိုပန်းစည်းတွေရောင်းနေလေုံမည်လမ်းမကြီးသည်ပါရီမြို့နှင့်အလားတန်တူနေသည်ဒီတန်တရာဆက်ကွင်းကညီသူမျှမလွတ်ကင်းနိုင်ကြမရှိထွက်ပေါက်ဟူ၍မရှိ ဤတန်တရာစကွင်းကြီးတဲ့တွင်ခေါင်းစွပြီးကိုကိုကိုကျိုးဆွဲချသေးဖို့သာကောင်းတော်သည်ပြာမွဲ့မွဲ့နေရန်ကြီးပေါ်တွင်လာထင်သည်ထိုကျိုးကွင်းတံတန်းကလေးစီမှမျက်လုံးကိုခွာ၍မရတကားခေါက်တန်ကြားလိုက်ရသည်မကောင်းမှုတစ်ခုခုကိုလုံနေစဉ်လူမိသွားသည်နှင့်အန်ဒရီရှက်သွားသည်မြည်သူမှတ်မစင်စားမိတကားစီသူလျှောက်သွားသည်ဂျာမန်နေများလာကုန်ကြပလားတို့ရရင် အတွေးကိုစုံအောင်မတွေးမိအခန်းထဲသို့ဂျာမန်စစ်သားတယောက်ဝင်လာသည်စိမ့်ပြပြယူနီဖောင်းကိုမြင်လိုက်သည့်အခါတွင်အန်ဒရီပြုံးလိုက်သည် အေးဗျာအခုလိုမြင်မြန်လာတာကောင်းတာဗောကဲဖမ်းမလို့လာခေါ်တာမဟုတ်လားကျွန်တော်ဘာမှမယူတော့ပါဘူးအန်ဒရီးယားပြောလိုက်သည်ကျွန်တော်မမှတ်မိဘူးလားမတန်ကိုအိမ်မှာနေသွားဘူးတယ်လေခမရဲ့ပကြီးကားတွေသဘောကျတယ်လို့တောင်ပြောခဲ့မှုသေးတယ်လေဆေးရှူရဲမောင်မတွေ့ခဲ့ကြတာလေဂျာမန်ကြီးကလက်ဆွဲနှုတ်ဆက်ရန်လက်ကိုကမ်းပေးသည်အန်ဒရီးယားသူ့လက်ကိုကမ်းပေးခြင်းမပြုမှတ်မိပါတယ်ဗျာခမရငားတွေကိုစိတ်ဝင်စားတယ်လေအဲ့ပညာရဲ့ကိုဘာခေါ်တယ်ကျွန်တော်မေ့သွားပြီမစ္စဗေဒပညာရှင် အဲဟုတ်တယ်ပါရီမျိုးကြီးပြစ်စီတော့မယ်လို့ခင်ဗျားပြောသွားဘူးလေခင်ဗျားကိုကြည့်ရတာအဲ့ဒီတော့ကပါရီရောက်လာတာဟာငားတွေကိုစိတ်ဝင်စားလို့လာတာဟုတ်ပုံမရပါဘူးဗျာငားထက်သရှုပ်လောက်တာကိုပုံစိတ်ဝင်စားပုံရတယ်အာခင်ဗျားတို့ကတော့ဘာလင်ရဲ့လှုပ်ဝှက်အကြံစီတွေကိုအကုန်သိကြကြတာဟုတ်ကဲကဲခုတော့ဂျင်းနေပြီမဟုတ်လားဟုတ်ပါတယ်ပါရီမျိုးကြီးကိုခင်ဗျားတို့ဖြတ်စီမပြတ်ပါဘူးသူသည်ဂျာမန်စစ်သားကြီးရှေ့တတဲ့သို့လာ၍ရက်သည်ဒါပေမဲ့ပါရီကိုခင်ဗျားတို့တင်းလို့ရပြီလို့ထင်လို့လားမရဘူးမိတ်ဆွေမရဘူးဗျာ တင်းလို့ရတယ်လို့ထင်ရင်အဲ့ဒီအထင်ကခေါင်း၆ချားထင်တယ်ထင်ပဲဖြစ်မှာပါရီယာတခြားကိုထွက်သွားပြီးတော့ပြန်လာမှာပါလို့ခင်ဗျားကပြောချင်ပြောမယ်ဒါပေမဲ့ကျွန်တော်လက်မခံဂျိုးဆက်ဖင်ကသူ့ဆိုင်ကိုပြန်ဖွင့်ချင်ဖွင့်မယ်လူတွေလည်းမြို့ပေါ်ကိုပြန်လာချင်လာလိမ့်မယ်ဒါပေမဲ့ပါရီတော့မဟုတ်တော့ဘူးပါရီကတော့ပြန်မလာတော့ဘူးပါရီမျိုးကြီးရဲ့လို့မရှိတော့ဘူးဗမားမှမရှိတော့ဘူးကဲဗျာပြောနေရတာကြားပါတယ်ဖမ်းမှာမလားခေါ်မှပြန်လဲခေါ်ဘဲကိုခေါ်ရမှာလဲဗျာ ဘဲတိမလဲခမရဘဲတိမှာပေါ့ခမရတို့တမှုရုံကိုခေါ်ပေါ့အုတ်နေရန်ကပ်ပြီးတော့ပြစ်တတ်ပေါ့ဗျာကျင်းနဲ့ပြစ်ပေါ့လှုပ်ချင်ရလှုပ်ပေါ့ဗျာကျွန်တော်ကခမရလက်ထဲရလူပဲဟာဂျာမန်ကြီးကဘာမှမပြောအန်ဒရီယာဆဲရီတိုင်းထွားနေသည်အတန်ကြာမှဂျာမန်ကြီးကဘာဖြစ်လို့ဒီလောက်တောင်ရန်လုံနေရတာလဲဗျရန်မလို့လို့ဘယ်ဖြစ်မလဲပထမချက်ခမရတို့မှာတင်ကားတွေရှိတယ်ဒုတိယချက်ဘုံကျဲလီရင်တွေရှိတယ်တတိယချက်စက်တနတ်တွေလည်းရှိတယ်စတုတ္ထအချက်တော်မီကန်းရှိတယ်ပြင်စမအချက် ခင်ဗျားတို့မှာဘာမှစောက်တော့မကြတဲ့ခေါင်းတွေရှိတယ်။ကျုပ်ဖို့ကတော့ရှင်းတယ်။ကျိုးခွင့်ရှိတယ်ဗျာ။ခေါ်မပြေမမြန်ခေါ်မခေါ်ရင်ခင်ဗျားလေပဲကျုပ်နှစ်တက်မိလိမ့်မယ်။ကျွန်တော်ခင်ဗျားကိုဖမ်းဖို့လာတာမဟုတ်ပါဘူး။ဒါဖြင့်ဘာကိစ္စလာတယ်လဲလို့မေးရင်ကိုယ့်ဘာသာကိုယ်တော်မဖြေတတ်ပါဘူးဗျာ။ခင်ဗျားကိုကျွန်တော်သတိရတယ်။တွေ့ချင်တယ်။ဒါကြောင့်ရောက်လာတယ်လို့ထင်တာပဲ။ဒီနေ့ပဲကျွန်တော်စစ်ဖို့ကပြောတယ်။ကျွန်တော်ဟာကောင်းတဲ့ဂျာမန်မဟုတ်ဘူးတဲ့။ဂျာမန်ဆိုးတဲ့။ပြောရတာခက်သားပဲဗျာ။မနှက်ပြန်ဆိုရင်ဂျာမန်ချင်းချင်းကျွန်တော်တို့ကပြတ်တက်ချင်းတတ်မလားမှမသိတာ။ ဟုတ်လို့လားအန်ဒရီအတန်အံ့ဩခြင်းလည်းမရှိကရုဏာတတ်ဟန်လည်းမပေါ်စိတ်ဆဆုဖြင့်ပကုန်းနှစ်ဖက်ကိုတွန့်လိုက်သည်သူမျော်လင့်နေသည်ကတေမင်းဟုတ်သည်သူမျော်လင့်နေသည်ကတေမင်းပဲပေါ်လာသူကသူ့မကြေနှချနေသူဖြစ်နေသည်ဂျာမန်မစ္စဗီရာပညာရှင်ခမားဟောဘာလို့မကြေမနှက်ဖြစ်နေရတာလဲအစားတော်မကောင်းလို့လားဒါမှမဟုတ်အင်္ဂလိပ်ရေလက်ကြားကဖြတ်တဲ့အခါကျတော့ခမားချစ်တဲ့ငားတွေကခမားကိုဝါမျိုးသွားမှကြောက်လို့လားကျွန်တော်ရှင်းပြောတတ်ပါဦးဗျာဘာလို့မကြေနှက်မှန်းလည်းမသိပါဘူး ကျွန်တော်တို့ဂျာမန်နေပါရီရောက်လာတာကိုပဲမကျေနပ်နေရလားဒါမှမဟုတ်ဒီ uniform ကြီးနဲ့ခမားစတူဒီယိုတဲ့ကိုဝင်လာမိတာကိုပဲကျွန်တော်ကိုကျွန်တော်မကျေမနပ်ဖြစ်နေသလားဘာလို့လဲဆိုတာလည်းကျွန်တော်မသိတော့ပါဘူးဗျာအာခမားကတော်တော်စိတ်ကူးရင်တဲ့လူပဲအယောင်မှိုင်းမှိုင်းစုတ်ချက်တွေကိုပဲစိတ်ကူးနေတော့မယ်လားတခုတော့ကျွန်တော်ပြောထားမယ်နော်ကျွန်တော်ဟာပြင်သစ်တယောက်ဆိုတာတော့ခမားနားလည်ထားပါနားလည်ပါတယ်ဒါကြောင့်မို့ပြောရတာခက်နေတာပေါ့ဗျာတကယ်ကတော့ကျွန်တော်တို့ကယဉ်ကျေးမှုတစ်ခုတည်းကနေစဉ်သက်လာတဲ့လူမျိုးတွေလို့ကျွန်တော်ထင်တယ်လေ ဒါပေမဲ့ကျွန်တော်တို့ကြားထဲမှာကွာဟချက်ရှိနေတယ်။ဒီကွာဟချက်ကြောင့်ကမကြီးကိုဘယ်လိုဖို့ရမလဲဆိုတာကျွန်တော်လည်းမသိပါဘူးဗျာ။ဒါတော့ကျွန်တော်လည်းမသိဘူး။အန်ဒရီအတန်ကပျော့ပြောင်းစာပြူလာတော့သည်။သွေးနဲ့ဖို့ပြည့်ရမှာပဲလို့ထင်တာပဲဗျာ။ဒါမှသွေးမပါဘဲနဲ့ဘာမှလုပ်လို့မရဘူးဆိုတာတော့မိတ်ဆွေသိတယ်မဟုတ်လား။သွေးရကြခဲ့ရတာမတော်ကြသေးဘူးလားဗျာ။တော်လောက်ပါပြီ။သွေးတွေကြားခဲ့ရတာတော့များပြီဗျ။ဒါပေမဲ့မှန်မှန်ကန်ကန်ကြားခဲ့ကြတာမဟုတ်ပါဘူး။ကဲကဲခင်ဗျားသွားတော့ဗျာ။ ွားမှာပါကျွန်တော်နားလေပါတယ်အမှန်ကတော့ကျွန်တော်လာဖို့တော့မကောင်းပါဘူးကျွန်တော်ဒီကိုလာတာဟာတသက်မိုက်မဲတာပဲအဲခုလေမိုက်မဲတဲ့မိကွန်းတစ်ခုကိုကျွန်တော်မေးရအောင်ပဲဗျဘာဖြစ်လို့မှမသိဘူးကျွန်တော်သိကျင်နေတာကြာပြီတခြားတော့မဟုတ်ပါဘူးတရာနဲ့ဆိုင်တဲ့မိကွန်းကလေးပါဒီလမ်းရဲ့နာမည်ကရရှိမီဒီတဲ့အတိတ်ဘယ်ကတော့မွန်းတဲ့ချိန်ကိုငါလိုက်ရှာသည်တဲ့ဟုတ်ရဲ့လားဘာဖြစ်လို့ဒီနာမည်ကိုမှဲ့တာလဲအမ်ရှေးတုန်းကဒီလမ်းမှာနေသွားတဲ့လူတွေကိုခေါ်တဲ့နာမည်ပါ ဟိုတုန်းကဒီလမ်းမှာနေတဲ့လူတွေဟာထမင်းလေးတနက်အလကားရမယ့်နေရာကိုလိုက်ရှာနေရတယ်လေ။ခမားတို့ဟစ်တလားလို့ပေါ့။အေးလေ။ဘာပဲဖြစ်ဖြစ်နမယ်ကလေးကတော့တော်တော်လှတဲ့နမယ်ကလေးပဲ။ကျွန်တော်လဲမွန်းတဲ့ချိန်ကိုလိုက်ရှာတာပဲ။ဒါပေမဲ့ဒီလမ်းမှာကြီးကတော့ခုမွန်းတဲ့ချိန်ကိုလိုက်မရှာတော့ပါဘူးဗျာ။လူတွေကပတင်းပေါက်တွေပိတ်ပြီးနှစ်နှစ်ချာချာအိတ်လို့တကယ်တော့ဒီလူကြီးကညတကောင်လိုက်ရှာနေတာပါ။ခုခမားတို့ရောက်လာတော့ဟန်ကြသွားတာပေါ့လေ။သူတို့လိုချင်တဲ့တကောင်ကိုသူတို့တွေ့သွားပြီပေါ့။ ဒီလိုလာရတဲ့အတွက်ကျွန်တော်ပျော်နေတယ်လို့ခင်ဗျားထင်လို့လားမပျော်ပါဘူးဗျာကျွန်တော်တို့ခုတိုင်းဆက်နေလို့မဖြစ်ဘူးဆိုတာကျွန်တော်သိပါတယ်လူတိုင်းကကျွန်တော်တို့ဂျာမန်တွေကိုမုန်းနေကြတယ်လေမနေ့ကပဲမွန်ကြီးလန်းတဲ့ကိုကျွန်တော်ရောက်သွားတော့မျိုးသမီးတစ်ယောက်နဲ့တွေ့တယ်ကျွန်တော်ကိုလည်းမြင်လိုက်ရောတိမ်မင်းကိုမြင်လိုက်ရတဲ့အချိန်ပဲအလန်တကြားအော်ပြီးတော့ထွက်ပြေးသွားတယ်လေကျွန်တော်တယောက်အနေနဲ့ပြောရမယ်ဆိုရင်ခုထိကျွန်တော်လူတယောက်ကိုမှမပြတ်တက်ခဲ့သေးဘူးဒါပေမဲ့လူမသက်လည်းမထူးပါဘူးဗျာအမုန်းကတော့ခံရတာပါပဲအေးလေ ဟက်တလာကိုပဲအပြစ်တင်ရတော့မှထင်ပါရဲ့ဒါလွယ်ပါတယ်ဒါပေမဲ့တကယ်ကတော့သူတယောက်တည်းကိုကြီးအပြစ်တင်လို့မရဘူးဗျကျွန်တော်မှလည်းအပြစ်ရှိတာပဲကျွန်တော်ကိုလည်းအပြစ်တင်ရမှာပဲအဖြစ်ပြက်တွေကိုကောက်ချက်ဆွဲထုတ်ဖို့လိုပါတယ်ကျွန်တော်ကောက်ချက်ဆွဲထုတ်နိုင်အောင်စူးစမ်းအောင်မယ်လေကဲကဲသွားမယ်ဗျာဟုတ်ပြီလေခမ ्या ဟာမနှက်ပြန်မှာလူကောင်းသူကောင်းတယောက်ဖြစ်ချင်ဖြစ်လာမှာပဲဒါပေမဲ့ခမ ्या လူကောင်းသူကောင်းပြန်ဖြစ်တာကိုကျွန်တော်တွေ့ရတော့မှမဟုတ်ပါဘူးလူကောင်းသူကောင်းဟုတ်မှဆိုတာကိုလေသွေးနဲ့တတ်သိပြနိုင်မှာဖြစ်မှာလေ ခုကျွန်တော်တို့ခင်ကြီးရတမျိုးမဟုတ်လားတတော်တန်တန်ကိစ္စကိုနားလည်ဖို့တိတ်လွယ်တာမဟုတ်ဘူးခမည်းဒီကိုဘာဖြစ်လို့လာတယ်လဲကျွန်တော်စီကိုလာတာဟာဘာမှအတိတ်ပဲမရှိဘူးခမည်းဟာကွန်မြူနတီတယောက်ဆိုရင်တော့လေတမျိုးပေါ့လေကွန်မြူနတီကတော့တခုခုပြောင်းအောင်လုပ်နိုင်မလားမသိဘူးရန်တော့ကတော့ပြင်သစ်ပြည်ကြီးမှာသူတို့အာနာရလူမတက်ဖြစ်ခဲ့မှုရဲ့ဗျဒါပေမဲ့ခုတော့သူတို့မှာအာနာရနိုင်တော့မှာမဟုတ်ပါဘူးခုတော့တက်ဆာတို့လိုလူတွေရဲ့ခမည်းတို့ဂျာမန်စစ်ဗိုလ်တွေရဲ့ကြီးစိုးနေကြတာပါနေပါဦးခုခမည်းဘာလုပ်မလဲလို့စိတ်ကိုယ်လဲ လောကမှာခမားတယောက်တည်းရယ်ကျွန်တော်လည်းတယောက်တည်းသမားပါပဲကျွန်တော်တို့နှစ်ယောက်ပေါင်းလို့လည်းတစ်ဖြစ်မှာမဟုတ်ဘူးတုံးညပဲဖြစ်မှာပဲဘဝကကျွန်တော်တို့ကိုမျက်နှာသာမပေးဘူးဗျခမားဟာလူကောင်းသူကောင်းတယောက်ဆိုရင်ခမားကိုခုလိုကောင်းကောင်းမွန်မွန်စီးကျုံခြင်းမပြုတဲ့အတွက်ကျွန်တော်စိတ်မဆိုးပါနဲ့ကျွန်တော်ဟာလူတက်မျိုးကဂျာမန်တယောက်လူကြောင်တယောက်ကာဗီတို့အရက်ကိုကြိုက်တယ်ခုတော့စိတ်ပြပြယူနီဖောင်းဝတ်ထားတဲ့စစ်သားပါရီမျိုးကြီးရင်ဆိုင်နေရတဲ့ပြဿနာဟာအဲ့ဒါပဲဂျာမန်စစ်သားသည် ထွက်သွားသည် အန်ဒရေသည်ထိုဂျာမန်စစ်သားကိုချက်ချင်းမေ့သွားသည်သူ့အခန်းသို့ပြည်သူများလာမသွားသည်နှင့်စတူဒီယိုထဲတွင်ခောက်တုတ်ခေါက်ပြန်ရှောင်နေသည်စီးစာပြပြသည်ပဒင်းပေါင်မှမျောဝင်လာသည်ပဒင်းပေါင်နှင့်မျက်နှာချင်းဆိုင်တွင်ရှုမြောင်ခင်ကာတကာချိတ်ထားသည်ရဟတ်တစ်ခုတကြားပင်တစ်ပင်တရုတ်မီပုံတစ်လုံးအဝေးတွင်မှိုင်းရိပ်ရိပ်နှင့်ဇူလိုင်လ14ရက်နေ့ညကသူမြင်ခဲ့ရသည့်ရှုခင်းကိုပြန်ဆွဲထားခြင်းဖြစ်သည်ထိုစဉ်ကဂျဲနက်ကပြုံးလျက်ပါရီယာကခုံလျက်အလန်နီတွေမျောလင်းချက်တွေဖြင့်ခြိတက်လျက် ဤဒီမှာအခြားဘဝအခြားကဘာထိုလောကထိုကဘာဤရှုခင်းကို သူဆွဲထားလိုက်သည်ဒီကားသည်သူဤအကောင်းဆုံးပကြီကားထိုပကြီကားသည်ပါရီထိုပါရီသည်မပြောင်မပြတ်ကြံ့ရစ်ခဲ့သည်သူတို့သည်ကြတိုင်များကိုမိရှုကောင်ရှုပ်ပြကြမည်ပကြီကားများကိုဖြက်စီးကောင်ဖြက်စီးပြကြမည်တို့ရရင်ပါရီကမူငကိုအတိုင်းရှိနေမည်သာအန်ဒရီသည် ပြုံးနေလေသည်ပရင်းပေါင်နာသူလာခဲ့သည်ရရှိမီဒီလန်းကခါတိုင်းလိုအိမ်ပတင်းတွေပိတ်လျက် ပဒင်းပေါက်တရုတ်ကတကားများကအစင်းအစင်းအကြအကြတွေထင်လျက်ထက်ခိုးပဒင်းပေါက်ပေါင်တစ်ခုပေါ်တွင်ပန်းချောက်တပွင့်ကငိုက်ကြလျက်ငက်ပြက်နေသည့်ကြောင်များကလမ်းမပေါ်တွင် လူးလာလျက်ပန်းတရငိုလျက် မွေးကာစားကလေးတစ်ယောက်ကငိုလျက်ရရှိမီဒီလန်မွန်းတဲ့ချိန်ကိုငါလိုက်ရှာတယ်တဲ့ဟုတ်တယ်မွန်းတဲ့ချိန်ကိုငါလိုက်ရှာမယ်စိတ်ထဲမှာတွေးမိသည်ဒီမွန်းတဲ့ချိန်ကိုတွေ့ကိုတွေ့ရမယ်အလင်းရောင်တွေရဲ့တောင်းငင်ထဲမှာဝင်းထိန်နေတဲ့မိပန်းရောင်စုံတွေရဲ့ ပြားရည်တွေရယ်ပော်ပီပန်းတွေရယ်နီလာရောင်တွေရယ်ဒါတွေကို တွေ့ရမယ့်အချိန်ပါရီရဲ့မွန်းတဲ့ချိန်ဒီချိန်ကိုတော့တွေ့ရမယ်စိတ်ထဲမှာယွတ်မိသည်ကိုယ်ရင်ထဲကိုပြန်ဝင်ကြအချိန်စေ့ပြီအချိန်စေ့ပြီကိုယ်ရင်ထဲကိုပြန်ဝင်အတန်ချက်စမှာအတန်ပေါ်လာသည်တော့ရရင်အတန်ချက်စမှာစူးစူးညံ့ညံ့အတန်ကိုလည်းတူမကြညာတန်းတင်ဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်ပုံမှန်တင်ဆက်ပေးနေတဲ့ပါရီကြာဆုံးကန်းစာအုပ်ဟာနောက်ဆုံးပိုင်းအထိပြီးဆုံးခဲ့ပြီဖြစ်ပါတယ် ်အခုလောနောက်ဆုံးအပိုင်းအထိစိတ်ဝင်စားနဲ့ပါဝင်ပြီးတော့အားဖြည့်ပေးကြတယ်ကလကပေါင်းတဲ့တော်လန်ပြည်သူပေါင်းတဦးတယောက်ချင်းစီတိုင်းကိုလည်းအထူးအထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ပြောကြလိုပါတယ်။ Okay နောက်ခါချားစာအုပ်တွေနဲ့ပြန်ပြီးလာခဲ့ပါဦးမယ်။ကျေးဇူးတင်ပါတယ်။